ချမ်းပြည်မှာနေတဲ့ Nam Kham Tu ကချင်မလေးဖြစ်ပါတယ် Nam Kham Tu လေးကဘလောက်တောင်ချစ်စရာကောင်းလဲဘလောက်တောင်ရိုးသားတိမ်မွေးပွင့်လင်းတယ်လဲဆိုတာတမီးကချပြချင်တာပေါ့နော်နန်းရဲ့အချင်းသာလေးကလေးလို့ပြောရပါတယ်ပါအိုးရရပါမိဖို့ရပါအစ်စ်တွေအစ်စ်တွေကြီးပဲအဲအကြောင်းမလို့တမီးတို့ကုံကြစရိတ်ကတိန်း60နီးပါရှိနေရပါတော့ဒီနဲ့အမေကတမီးအတွက်ခုဒီပြိုင်ပွဲမှာ supporting အများကြီးပေးရပါတော့မရှိတဲ့ခြေကနေပြီးတော့ကုတ်ချစ်ပြီးတော့တမီးအတွက် လုပ်ပေးတဲ့ဟာဖြစ်တယ်အဲ့ဒီအတွက်ဖိနေမြအများကြီးကျေးဇူးတင်ပါတယ် people choice the word to vote အများဆုံးရရှိခဲ့တဲ့အလားမေကတော့ဒီ choice award ရခဲ့တာတော့တအားဂုဏ်ယူပါတယ်။ဘာလို့လဲဆိုလို့ရှိရင်တမီးကိုအားပေးတဲ့လူတွေအယောက်ချင်းစီတိုင်းဒီလောက် အပိခဲလို့တည်းတမီးရခဲ့တာဖြစ်ပါတယ်ရှင်ဟုတ်ခုနကတော့ဆိုလို့ရှိရင်တမီးကနံပါတ်1ကတော့တိမ်ငယ်နေတာပေါ့နော်ပြောတဲ့အတိုင်းပဲတမီးတို့ပွဲမစခင်တည်းတမီး ticket ဆယ်ဆောင်မဲ့ရောင်းရမောတစားမှမရောင်းလိုက်ရအဲ့ဒါနဲ့တမီးက ticket ကိုမျက်နှာငငယ်လေးနဲ့ဆမတို့ပေးလိုက်တဲ့အချိန်နောက်ပိုင်း5မိနစ်ကြာမှပဲတမီးကို notification နဲ့ဝယ်မယ်ဝယ်မယ်ဝယ်မယ်ဖြစ်တာနဲ့တမီးနင်းနဲ့ surprise တိုက်တယ်နော်လို့အဲ့မှာတမီးကနည်းနည်းငိုချင်နေတယ်ပေါ့နော် ့ performance ဆိုလို့ရှိရင်အခက်ခဲတာချက်ပေါ့နော်အမတမီးကဒီ numcam ရဲ့အမွေအသက်လေးဖြစ်ဖို့ရဲ့အတွက်တမီးလုံးဝ ပြတချင်တာပေါ့နော်ဒီမှာချိရှုနေတဲ့လူ MGM ကနေချိရှုနေတဲ့လူအကုန်လုံးရောတကဘာလုံးမှာရှေ့လူကိုပါတမီဖြစ်နေလို့ရှိရင်ပြတချင်တယ်ဘာလို့လဲဆိုလို့ရှိရင်တမီတော့ not come to လေးอ่ะဘလောက်တောင်ချစ်စရာကောင်းလဲဘလောက်တောင်ယူသားတိမ်မွေးပွင့်နေတယ်လဲဆိုတာတမီကချပြချင်တာပေါ့နော်အဲ့မှာလုတဲ့အချိန်မှာတော့တမီ inspiration တွေကနေရလဲဆိုလို့ရှိရင်တမီရဲ့ not come မျိုးလို့စဉ်းစားလိုက်တာနဲ့တမီရဲ့အမြဲတမ်းမနဲ့တိုင်းမနဲ့တိုင်းတော်ဖူးနေနဲ့ရှန်ခောက်ဆွဲလာရောင်းနဲ့ anti ကိုအမြဲတမ်းတတိယမိရေပေါ့နော်အဲ့ဒီအတက်ကြောင့် အဲဒီ idea လေးကိုကျတော့တမီးရဲ့တမီးရဲ့ဆီမနန်ဒေဝီဒီဇိုင်နာအဲပြီးတော့မင်မီရဲ့တမီးတို့ city director အဘအောင်နီရဲ့၄ယောက်တမီးတို့ပေါင်းဆက်ပြီးတော့ဒီ idea လေးကိုပုံဖော်ဖို့ရတဲ့ဆီမနန်ဒေဝီကနေပြီးတော့လည်းအများကြီးအားစိတ်ထုတ်ထားတယ်ပေါ့နော် number 5 goes up to lambe jk sofia ဝတ်ဆက်ပါတယ်အမျိုးသားဝတ်ဆောင်ကတော့နန်းရဲ့ဂျင်နာလေးကလေး ီကလုပ်ဖို့ဆိုလို့ရှိရင်အချိန်တအားယူရတယ်ပြီးတော့လည်းသူက detail ကြကြအအကုန်လုံးကိုဒီတွန်းလဲရပါအိုးရရပါမီးဖိုရပါအစ်စ်တွေအစ်စ်တွေကြီးပဲအဲ့ရနဲ့တမီးကိုရှင်မတမီးရဲ့တဲ့ပြီးသွားပြီတဲ့အင်ဂျီလဲ fitting ချရအောင် teacher ရဲ့အိမ်လာခဲ့အောင်ဆိုတမီးသွားတဲ့အချိန်မှာအကြီးကြီးတွေ့တော့အဲရှင်မလို့အဲ့အကြောင်းမလို့တမီးတို့ကုံကြစရိတ်ကတိန်း60နီးပါးရှိနေရပေါ့နော်အာဒီပတ်စံအဲ့လောက်ကုံသွားတာလဲတမီးတဝက်ကမပြောဘူးတဝက်ကပြောတယ် မပြောတဲ့အပိုင်းကတော့တအားကုန်ကြခဲ့လို့ဘာလို့လဲဆိုရင်တမီးရဲ့မိသားစုကအဲ့လောက်ထိချမ်းသာတဲ့အတိုင်းဝိုင်းကမဟုတ်ဘူးအခုတမီးအဖေဆိုလို့ရှိရင်နမ်ခမ်းမှာအလုတ်တော်လုံနေရယုံကန်နေတမီးအတွက်ပေါ့နော်ပြီးတော့တမီးကတအူးဒီတော့တမီးမဟုတ်ဘူး9ယောက်မောင်နှမ9ယောက်ရှိတယ်တမီးကအကြီးဆုံးဖြစ်တယ်ဒီအောက်က4ယောက်ကလည်းသူတို့ရဲ့ပညာရေးနဲ့သူတို့တွားနေတဲ့အချိန်မှာအဖေနဲ့အမေကတမီးအတွက်အခုဒီပြိုင်ပွဲမှာ supporting အများကြီးပေးရပေါ့နော်မရှိတဲ့ခြေကနေပြီးတော့ကုတ်ချစ်ပြီးတော့တမီးအတွက် လုတ်ပေးတဲ့ဟာဖြစ်တယ်။မြန်မာစတားတုံးကလည်းတမီးကတောက်လျှောက်ကုန်ကြခဲ့တာအများကြီးပဲ။အဲ့ဒါကိုအခုလည်း Miss Grandma ပို့ပြီးတော့ကုန်ကြတော့လဲမရှိတော့ညာလဲအဖေနဲ့အမေကလုံးဝတမီးအတွက်စူးစမ်းပေးရပုံတော့အဲ့ဒီအတွက်အဖေနဲ့အမေအများကြီးချီးစွမ်းတင်ပါတယ်တမီးအေကလည်းတမီးတို့ရ100%အားဖြစ်တယ်လို့အမေကလည်း100%အားပဲနှစ်ယောက်ပေါင်းလိုက်တော့200ဖြစ်သွားတယ်ပို့ကောင်းလာပေါ့နော်အဲဆိုတော့အခါအဖေကလည်းဟိုဘက်ကိုသွားတာတိတ်မကြသေးဘူးတမီးကစပြိုင်တော့အဖေသွားလိုက်တာပေါ့နော်အဲလိုအပ်လို့ သမီးရဲ့ဒီငယ်ဘဝကဖြစ်ချင်ခဲ့တဲ့ miss တူရဲ့အိမ်မက်ရဲ့သမီးဒီ miss grand မြန်မာမှာရှင်ပြိုင်ချင်းရဲ့ mission vision လေးတွေကိုပေါ်ပြဖို့ရန်အတွက်နဲ့ဒီမှာကြည့်ရှုရပြီးအားလုံးအတွက် entertainment သမီးအဲ့လိုလှုပ်ချင်တယ်လို့ဖြစ်ဖြစ်နဲ့မေမေကိုပြောလိုက်တဲ့အချိန်မှာသူတို့ကလက်ခံပေးခဲ့တယ်ပေါ့နော်ပထမဆုံးကတော့သမီးရဲ့သွေမျိုးတစ်မျိုးလုံးဖြစ်ဖြစ်ရောမေမေရောသမီးကို ဆန့်ကျင်ခဲ့တယ်ဘောနော်မပြိုင်နဲ့နင်ကဘာညာအဲ့ဒါပြောရဲချေပါတမီးကတမီးကလို့ဒီလိုဒီလိုလှုပ်ချင်နေဒီဟာလေးတွေအဲကြီးရွှေလူတွေကိုချပြပေးချင်နေလို့ပြောလိုက်တဲ့ချိန်မှာမှပဲအဖေနဲ့မင်းကမလှုပ်ခိုင်းစေချင်ပေမဲ့တမီးရဲ့စင်မျိုးတွေတော့တရားမလှုပ်ခိုင်းစေချင်ဘူးဒါပေမဲ့သူတို့ကလည်းအခုထိတမီးကိုချစ်ချင်းမေတ္တာကြီးမာတော့အားပေးနေသေးပါပဲအခုအဖေဖေနဲ့မေမေကိုလည်းတရားရှင်သားရဲ့ကောင်းချီးပေးပါစေအဖေနဲ့မေလိုချင်တဲ့အရာအကုန်လုံးရပါစေတမီးတို့၅ယောက်ကနေပြီးတော့လည်းအဖေနဲ့မေလုံးဝ supporting အနောက်ကနေလိုက်လာပါတော့မေ ကဒီ detail ချာချာလောက်ထားရဲကျွန်မနန်ဒေဝီပေါ့နော်ကျွန်မနန်ဒေဝီစီစဉ်ပေးတာဖြစ်ပါတယ်ရှင်လုံးဝကို detail သူက ruby လေးတွေ crystal လေးတွေလောက်ထားတာဖြစ်ပါတယ်ရှင် ruby ရဲ့အဆက်ပါ ruby ကတော့အဲ့အတမီစမမမေးဖြစ်ဘူးရှင်အင်းစမကိုစမနဲ့နောက်တစ်ခါအင်တာဗျူးလုပ်ရှင်စမပြန်မေးရမယ်ထင်တယ်ဟုတ်အခုတမီးကအကုန်လုံးယုံမလားတော့မသိဘူးဒါပေမဲ့တမီးကရှမ်းဆက်တယ်ကချင်ရှမ်းမော်နော်ရှမ်းပြည်မှာနေတဲ့ Now come to ကချင်မလေးဖြစ်ပါတယ်အဲတမီးရဲ့ဖေဖေ အဖေဘက်ကအဖွားပေါ့နော်အဖွားဆိုလို့ရှိရင်လည်းတကယ်ရှမ်းစစ်စစ်ဖြစ်ပါတယ်အမေဘက်ကအဖိုးအဖွားတွေကလည်းလုံးဝဇော်ပွားတိမ့်နေဇော်ပွားဖြစ်ပါတယ်ပေါ့အဲအကြောင်းမျိုးတမီးကရှမ်းတဝက်ကချင်တဝက်ဖြစ်ပါတယ်အဲ့ဒီတလက်ခုဒီနေ့တမီးနမ်ခမ်းသူတယောက်တမီးလည်းနမ်ခမ်းသူဖြစ်တယ်ပေါ့နော်နမ်ခမ်းသူတယောက်အနေနဲ့သူတို့ရဲ့အဲတမီးတို့ရဲ့ရိုးရာတလေးလေးတွေကိုဒီဖော်ပြရတဲ့အချိန်မှာတမီးကအာဂုံယူတယ်ပေါ့နော်တကဘာလုံးလည်းတိအောင်တော့တမီးလှုပ်ချင်ပါတယ်ရှစ်အခွင့်ရရလို့ရှင်ဟုတ် လောလောဆယ်ကတော့အကုန်လုံးရဲ့အားပေးမှုကြောင့်သာလေတမီး LGBT Catwalk Challenge မှာလည်းရခဲ့တယ်။အဲတမီးအများကြီးလည်းဆက်ကြိုးစားဖို့အစီအစဉ်လေးတွေတောက်လျှောက်တောက်လျှောက်ရှိနေပါတယ်။ Catwalk ကတော့တမီးဒီထက်မကအများကြီးကြိုးစားပါအောင်မယ်။အဲအခုလည်းဒီနေ့ကတော့အဲတမီးတို့အများကြီးကြိုးစားထားတဲ့အလျောက်အလုံးကလည်းချစ်ချင်းမြတ်တာနဲ့အားပေးကြတဲ့အတွက်ကြောင့်တမီးဒီနေ့ People Choice Award လည်း ရခဲ့ပါပြီအဲစုစုပေါင်းမစုပါနော်အဲကျေအားလုံးရဲ့ကျေးဇူးကြောင့်အားပေးမှုကြောင့်ဒါလည်းရခဲ့တဲ့အဝတ်လေးတွေဖြစ်ပါတယ်ဒီထက်မှကလည်းတမင်အများကြီး preparation ပိုင်းမလျော့ဘဲနဲ့အများကြီးစစ်ကြိုးစားပါပါ